တောင်တောင်မှာအချင်းချင်းနှိပ်စက်တက်ပြန့်ထိုင် ပြူစောတိရုပ်လောင်းကိုတနတ်တလန်ခဲမ်းများနဲ့တူသိမ်းစီရရှိပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ဒရင်းမြန်မာ channel ကနေပရိသတ်များကိုပြန်လည်ကချက်စောလိုက်ရပါတယ်။မန္တလေးတိုင်းတောင်သားမြို့နယ်မှာပြူစောတိချင်းချင်းနှိပ်စက်တက်ပြန့်ထိုင်ရုပ်လောင်းတလောင်းနဲ့တူတနတ်တလန်ခဲမ်းများပါသိမ်းစီရရှိခဲ့ကြောင်းတောင်သားပါကဖာမှာတာဝန်ရှိသူတို့ကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုပါတယ်။ဒီမနေ့ဇွန်လ19ရက်နေ့ပိုင်းတောင်သားမြို့နယ် အနောင်ကုန်းရွာပြူစောထီတွေကနီးနာမှာရှိတဲ့ကျေးရွာတရားတော်ဝင်ရောက်ပြီးဤသူတို့ပိုင်နေအတွင်းမှာပြည်စီများဝင်ရောက်ခိုးယူခဲ့ကြောင်းထို့သောပြူစခန်းတို့ပြန်လာစဉ်လမ်းမပြူစောတွေချင်းချင်းနှိမ့်ဆက်တက်ဖြက်ခါရုံလောင်းတဲ့တူကာပိုင်မျိုးစားတနတ်တလန်ကာပိုင်ကျေးအတောင်း230ကျေးပေါင်း2ခုနဲ့တူစွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဘလို့အကြောင်းကြောင့်တက်သွားလဲဆိုတာကတော့သတင်းတီးချမရဘူးတိတ်ဆုံးတဲ့ပြူနဲ့နာမည်တွေကလည်းမသိရသေးဘူးကင်မိုဝင်းဆောင်နေတဲ့ရဲဘော်တွေနဲ့လည်းတိုက်ပွဲမဖြစ်လိုက်ဘူး။ တို့ချောင်းလန်းကနေပြန်သွားတာဆိုတော့လမ်းမှာပဲတို့ချင်းချင်းတက်ပြတ်ပြီးတော့ထနောင်းကုန်းရွာကိုပြန်ဆုတ်သွားတာတို့ကနီးနားကကျင်းရနေရဖယံကထွက်ထွက်ပြီးတော့လူရတဲ့သဘောပေါက်အင်းအားကတော့40လောက်ရှိရလို့တရင်ရထားရင်ဒါပေမဲ့40လုံးဝမထွက်ဘူး10ရောက်တော့ပဲထွက်လိုက်15ရောက်တော့ထွက်လိုက်နဲ့9ရောက်ရှိအောင်ထွက်လိုက်နဲ့ထွက်တာလို့တောင်းတာပကဖမအတော်ဝင်ရှိသူတို့ကရင်ကုန်ခဲ့တဲ့တရင်ထားတာဖန်တို့ပြောဆိုရတယ်တောင်းတာမျိုးနဲ့ထနောင်းကုန်းကျင်းရနေထိုးအောင်ခေါင်းဆောင်နေပြူစောတဲ့အဖွဲဝင်တွေက နီနာမှာရှိတဲ့ကျေးရွာတရားဝင်ရောက်ခိုးယူနေကြောင်းတရင်ရတောင်သာပကဖရဲဘော်တွေကတိုက်ခိုက်ရန်ကင်းမောဝင်ဆောင်ဆိုင်နေစဉ်ခလန်လန်တော်ဆက်တရားမှာလက်နက်ငယ်ပြစ်ခတ်တန်းချောင်းခင်ရကြောင်းတို့တော့အဲ့နောက်နေရာမှာနေပြည်ရှင်လေးတွေတောင်းရောက်ဆဲမှာပြစ်စားတဲ့အချင်းချင်းနှိပ်စက်ကပြစ်ခတ်တပြတ်ထားတဲ့ရုပ်လောင်းတွေကိုလက်နက်တွေကိုတိုက်ရှိခဲ့ရတာဖြစ်ကြောင်းလည်းသိရပါရယ်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပေးအတွက်ကျေးဇူးထူပဲတင်ရှိပါတယ်နောက်ရက်ဒီမှာလည်းဒီထပ်ပို့ပြီးတော့စိတ်ဝင်စားဝင်ရအောင်လည်းတရင်ချောင်းရမျိုးစုံနဲ့ပြန်လာခဲ့ပါဦးမယ်ရှင်